ားလုံးပဲမင်္ဂလာပါဗျာဒီနေ့မနက်မှာတော့ကျွန်တော်တို့ရှင်းဖိုက်တာလေးဂျိုရှွာပန်ပွဲထုတ်ခဲ့ပါတယ် UFC 313ပြိုင်ပွဲမှာသူပွဲထုတ်ခဲ့တာပါခင်ဗျာအရန်ကောင်းတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့ပါတယ်ပွဲကြီး3ချီလုံးအကျိန်နဲ့ဖြစ်ခဲ့တယ်ပွဲကောင်းတဲ့ပွဲကိုကျွန်တော်ကြည့်ရှုခဲ့ကြရတယ်ဗျာတစ်ဖက်ကသူ့ကိုရင်ဆိုင်ခဲ့တဲ့ဂျွမ်ဖိုက်တာဆူလူယာကလည်းရှေ့မှာသူကရှုံးပွဲမရှိထားခဲ့တဲ့ဖိုက်တာလေးအဲ့တော့ဒီပွဲမှာလည်းသူကနိုင်ပွဲဆက်ဖို့ရာနှုန်းပြအနိုင်ရဖို့ UTV အကောင်းဆုံးကစားသွားခဲ့တယ်ဆူလူယာက ျွန်တော်ထင်ပြောရရင်တကော့ပဲမှားခဲ့တာဗျသူကနဗန်းသမားဖြစ်တယ်အဲ့ဒီ take down လို့ဖို့ပေါ့လေဖမ်းရှုံမယ်ဆွဲလဲမယ်အဲ့တကော့တဲ့ကိုဥတီပြီးတော့ပဲပွဲကြီး၃ကြီးလုံးစ조사သွားတယ်အဲ့ဒီအကော့ကိုဂျိုရှွာဘန်ကလေးလာပြီးတော့တံပြန်မှုပြင်ဆင်ထားရတယ်ကဒီပွဲမှာအလုပ်ဖြစ်ခဲ့တယ်သူ့ကိုရှုပ်ပြီးတော့ down နဲ့ autocon ရဲ့ down စီကိုတွန်းထည့်လိုက်ပြီးဆိုရင်ဂျိုရှွာဘန်ကအရှုံးမခံဘူးအဲ့ဒီသူဖမ်းရှုံဖို့조사နေတဲ့အချိန်မှာရအောင်ပြန်ထွက်လာတယ်ပြီးရင် ပွဲကိုအလဲမှာပြန်တယ်လေသူက kickboxing သမားဖြစ်တဲ့အတွက်ဂျိုရှောဘန် kickboxing သမားတော့မဟုတ်ပါဘူး kickboxing အားကောင်းလာတဲ့အတွက်လို့ပြောမယ်အရန်အားကောင်းလာတဲ့အတွက်သူကအဲ့ kickboxing နဲ့ပြန်ပြီးတော့ဆူရူယာကိုတောင်းပြန်ပြန်ပို့လိုက်တယ်အဲ့တော့ဆူရူယာအခက်တွေ့ရတာပေါ့ဗျာပြီးတော့သူက take down လုပ်လိုက်ပြီဆိုရင်ဂျိုရှောဘန်ကယုံထွက်လာတယ်ယုံထွက်ပြီးရင်အပေါ်ကနေသူ့ရဲ့ body တွေကိုဒီဆူရူယာရဲ့ body တွေကိုပေါ့လေသူကဖြိုးတော့တာပဲစတက်အဲ့လိုဖြိုးတဲ့အတွက်ဆူရူယာအခက်တွေ့သွားခဲ့ရတယ် တတိယပွဲချီပြီးတဲ့အချိန်မှာဆိုရင်ဗျာဆူရီယာရဲ့မျက်နှာတွေဆိုရောင်ကိုင်းနေပြီအဲ့လိုမြင်ခဲ့ရတယ်ဂျိုရှွာဘန်တို့ကတော့အေးဆေးပဲအဲ့တော့အမှတ်နဲ့ဆုံးဖြတ်တဲ့အချိန်မှာနည်းနည်းတော့စိတ်ပူမိတယ်ဘာကြောင့်လဲဆိုတော့ဂျိုရှွာဘန်ကတတိယပွဲချီမှာဒီဆူရီယာရဲ့မတော်မလျော်နေရာပေါ့လေအဲ့လိုနေရာကိုသူကနှစ်ကြိမ်တောင်ရှီရောင်းနဲ့ကန်ပြီးတော့အမှတ်လျှော့ခံရမလားပြီးတော့ဒုတိယပွဲချီမှာနည်းနည်းလေးဒီပေါ့ဟိုဆူရီယာအားတာတယ်လို့ရှိခဲ့တယ်ရှိတော့အမှတ်ဆုံးဖြတ်ချက်မှာတကူများ split decision နဲ့ အတင်းဆုံးဖြစ်သွားမလားဆိုပြီးတော့ပူပန်ခဲ့တယ်ပေါ့ဒါပေမဲ့အားအသင့်စရာကောင်းပါတယ်မပိတန်လီ၃လုံးကဂျိုရှုအပန်ကိုတညိတညွတ်တဲ့30 29အနိုင်ပေးလိုက်ကြတယ်ဗျအဲ့တော့ဂျိုရှုအပန်ဟာ UFC မှာဒါခုနှစ်ပွဲထိုးတာမှာတစ်ပွဲပဲရှုံးနေ၆ပွဲနိုင်တဲ့ fighter ဖြစ်သွားပြီပေါ့ ESPN ကဆိုရင်ပွဲပြည့်ရှင်မှာမှတ်ချက်ရေးခဲ့တာကတော့ဒီပွဲမှာစွမ်းဆောင်ပြသွားခဲ့တဲ့စွမ်းဆောင်ကြီးအရဂျိုရှုအပန်ဟာ ranking ပြန်လည်မြင့်တက်လာနိုင်တယ်ဆိုပြီးတော့ရေးသားသွားခဲ့ပါတယ်ဆူရူယာကတော့ဒါသူ့ရဲ့ professional ကစားသမားပွားမှာပေါ့လေအခုထိုးခဲ့တဲ့ပွဲတွေမှာရှေ့ရရှုံးပွဲမရှိခဲ့ဘူးအခုတော့ဒါပထမဆုံးရှုံးပွဲကျုံသွားခဲ့ရဖြစ်ပါတယ်ဂျိုရှာဘန်ကတော့သူ့အနေနဲ့ရွှေကပတ်ထိုးခွင့်စိန်ခေါ်ခွင့်ရဖို့မျှော်လင့်ထားတယ်ဆိုတဲ့အတိုင်းတစားတဲ့တစားပုံပေါ်လာခဲ့ပြီလို့ပြောရပါလိမ့်မယ်ဗျဂျိုရှာဘန်ဟာဒီပွဲမှာဆိုရင်တော်တော်ကိုလှုပ်အောင်အောင်ကောင်းလာခဲ့တယ်အရင်နှစ်ကထိုးတဲ့ပွဲတွေထက်တော့ပိုပြီးတိုးတက်လာခဲ့တာကိုကျွန်တော်မြင်တွေ့ကြရပါတယ်ပြီးတော့ထူးခြားချက်တရားလို့ပြောရမှာကအမေရိကန်ပြည်အောင်စု last speakers မှာ ထိုးခွင့်ရတဲ့ပွဲတွေဆိုရင်ဂျိုရှွာဘန်ဘယ်တော့မှမရှုံးမှုဆိုတဲ့မှတ်တမ်းကောင်းကိုလည်းဆက်ပြီးထိန်းသိမ်းသွားနိုင်ခဲ့ပါတယ်ဒီနေ့ပွဲကလည်းသူကအမေရိကန်ပြောင်စု Las Vegas မှာရှိတဲ့ T-Mobile Arena မှာသူထိုးခဲ့ရတာလေအဲ့တော့မွေကိုအရန်ကြိုက်တယ်မုံထဲမှာဆိုစမူသာကိုကြိုက်တယ်ဆိုတော့ဂျိုရှွာဘန်ကတော့အခုစွမ်းဆောင်ရည်ကောင်းနေပြသပြီးတော့ UFC မှာနောက်ထပ်နိုင်ပွဲတစ်ပွဲထည့်ယူသွားခဲ့ပါပြီရှိလာမဲ့ပွဲစဉ်တွေမှာအခုတက်ပိုကောင်းတဲ့စွမ်းဆောင်ရည်တွေကိုထုတ်ဖော်ပြသပြီးတော့မြမအလံကိုရှုံလွှမ်းပြီးတော့ ပွဲထိုးခွင့်တွေရပါဖြစ်တဲ့ကျူရှာဘန်အနေနဲ့ညမကြခင်မှာရှီကဘတ်စင်ကောပွဲနဲ့နှိစနိုင်ပါစေလို့ဒီနေ့ကနေဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးပြည့်တဲ့အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ